တရားရခိုင်နှုတ်ပတ်ဆက်ရမယ်ကျွန်တော်ကိုယ်တိုင်ပတ်ဆက်ထုံးနည်းနဲ့အတူတည်တည်နဲ့တကောပတ်ဆက်ထုတ်ပြပေးသွားမှာဖြစ်ပါလေပေပယ်အကောင့်စီးတဲ့သူတွေဆိုရင်စီတိုဖိုင်1ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ဒီဗီဒီယိုလေးထဲမှာပေပယ်အကောင့်မစီးတဲ့သူတွေဆိုရင်ပေပယ်အကောင့်တွေမဲဖောက်ပေးသွားမယ်အစီအစဉ်ကိုဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ပြောပြပေးထားတာပဲဖြစ်ပါလေကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုတော့လိုက်ရအောင်ပေါ့နော် โอเคကျွန်တော်ဒီဗီဒီယိုလေးထဲမှာဆိုရေးပေးပတ်အကောင့်မစီတဲ့သူတွေဆိုရေးပေါ်တော့ကျွန်တော်ပေးပတ်အကောင့်လေးတွေကိုမဲဖောက်ပြီးသွားမှာဖြစ်ပါလေကျွန်တော်ဗီဒီယိုတစ်ခါတည်းတိုင်းပေးပတ်အကောင့်တစ်ခါမဲဖောက်ပြီးမှာဖြစ်ပါလေကျွန်တော်ရဲ့ဒီ channel လေးကိုစောင့်ကြည့်ပေးပေါ်တော့ကျွန်တော်ဗီဒီယိုတစ်ခါတည်းတိုင်းပေးပတ်အကောင့်တစ်ခါမဲဖောက်ပြီးမှာဖြစ်ပါလေကိုလူတို့အတွေ့လဲအစစ်ပြအောင်ဒီပေါ်တော့โอเคကျွန်တော်တို့ဒီ ဒီ ability ထဲကနေပေါ်တော့ကျွန်တော်တို့ဒီပတ်စဘလို့ဆောင်လဲဆိုတာလေးကိုကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော်ဒီ ability ကိုရယူမယ်ဆိုရင်ကိုလူတို့ဖုတ်ထဲမှာစီတဲ့ဘူပီလေးတစ်ခုကိုခံထားလိုက်ပေါ့ဒီလိုခံထားလိုက်ပြီးဆိုရင်ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချေဝင်လိုက်ပြီးဆိုရင်ဒီ ability နိုင်တဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ကျွန်တော်တို့က install လုပ်ပြီးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ install လုပ်ပြီးပြီးမလို့ပေးလို့ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဒီ ability လေးရဲ့ review ကဆိုရင်အရန်ကိုကောင်းတယ်ပေါ့နော်၄တရမှ၅စတာစီနေတာဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော်တို့ဒီ ပလေးကျွန်တော်တို့ရဲ့ဖုတ်စကွယ်လေးထက်ကိုရောက်လာပြီဆိုရင်ဒီကောင်လေးထက်ကိုတစ်ချေဝေလိုက်ပေါ့ဒီမှာဆိုကျွန်တော်ကဒီဂိတ်လေးတွေကိုကျွန်တော်အရင်ဆော့ပြပေးမှဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီဆော်လုပ်လေးတွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဆော်လုပ်လေးကဆိုကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီအကွက်လိုက်ကျွန်တော်တို့ကဖြည့်ပေးရမှာဖြစ်ပါတယ်ဒီအပေါ်မှာဆိုရင်သူကဒီ၄ချိန်၅ချိန်ပေးထားတဲ့ပေါ့နော်ဒီ၅ချိန်ကျွန်တော်တို့ဆော့လုပ်ပြီးသွားတဲ့ခါမှာဆိုကျွန်တော်တို့ကကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဥပမာအနေနဲ့ကျွန်တော်ဆက်ဆော့ပြ ပေးมาဖြစ်ပါတယ်ပေါ့เนาะဒီလိုကျွန်တော်တို့က OW ပေါ့เนาะဒီလိုကျွန်တော်တို့ like ရွေးပေးပြီးတော့ကျွန်တော်တို့ဒီလိုကြည့်တကယ်လို့လောကဖြစ်မတတ်ဘူးဆိုရင်လာမကျွန်တော်တို့ကရမ်းပြီးတော့ဖြီလို့ရတယ်ပေါ့နော်အစီပြပါတယ်ဘာမှမခက်ခဲပါဘူးကျွန်တော်တို့ဒီဂိတ်တွေကအစားရတာအရန်ကိုလွယ်ကူတယ်ပေါ့နော် โอเคကျွန်တော်ဒီမှာဆွေးကျွန်တော်ခလာလေးကစားပြမယ်ဒီမှာဆွေးကျွန်တော်တပွဲအောင်မြင်သွားပြီပေါ့နော်ဒီလိုကျွန်တော်တို့တပွဲပြီးတပွဲကျွန်တော်တို့ငေါခွက်ညှောက်တဲ့အခါမှာဆွေး quality တွေလာစီလာမှာဖြစ်ပါလေကျွန်တော်ကတော့ဒီမှာဥပမာအနေနဲ့ပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်ကိုလူတို့ကကစားကြည့်ပါဒီမှာဆွေးကျွန်တော်တို့သူပေးထားတဲ့ဒီအစင်လေးလေးစစ်စီးတယ်ပေါ့နော်ကျွန်တော်တို့ဒီပထမတပွဲနိုင်သွားတဲ့အခါဆွေးအဖြူရောင်ပေါ်လာမှာဖြစ်ပြီးတော့ဒီဒုတိယတပွဲနိုင်သွားတဲ့အခါဆွေးဒီညလေးမှာအဖြူရောင်ပေါ်လာမှာဖြစ်ပါတယ်နောက်ဆက်တပွဲကျွန်တော်တို့နိုင်သွားတဲ့အခါမှာဆွေး quality တွေလာစီလာမှာဖြစ်ပါတယ် ဟုတ်ပြီဒီကျွန်တော် house ဝင်နေရာလေးကိုပြသွားလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာလေးမှာဂေးလေးတွေကိုဥပမာအနေနဲ့ကျွန်တော်ဆော့ပြပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်မှာဆိုရင်ဒီငွေထုတ်လို့ရတဲ့ပမာဏလေးတွေကပေါ့နော်ဒီ quai 2မီလီယံကျော်စီမှာဖြစ်ပါတယ်ဒီကွယ်ပမာဏနဲ့ဒီဒေါ်လာရမဲ့ပမာဏလေးကိုကျွန်တော်တက်ချေဖော်ပြပေးမှာဖြစ်ပါတယ်ဒီကွယ်ပမာဏဆိုရင်ကျွန်တော်တို့ဒီကွယ်14000ရတာနဲ့ပေါ့နော်0.01 0.1ကနေကျွန်တော်တို့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ အဲဒီပေါ်တော့ဒီ quality တွေကိုအဓိကကျွန်တော်တို့ကလိုအပ်မှာဖြစ်ပါတယ်ဒီ quality တွေကိုဒီ gain လေးတွေကစားပြီးတော့လည်းတကူစောက်ဖွေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့တကယ်လို့ငွေထုတ်တဲ့ပမာဏမပြည့်သေးဘူးဆိုတဲ့ချဲအောင်ကကျွန်တော်တို့ကပုံမှာမဟုတ်သေးဘူးပေါ့နော်ငွေထုတ်တဲ့ပမာဏပြည့်သွားပြီဆိုတဲ့ချဲအောင်ကပုံမှာဖြစ်ပါတယ်ဒီ quality တွေကဆိုရင်ကျွန်တော်တို့ဒီ paper account စီမတာပတ်စံကထုတ်ယူလို့ရမှာဖြစ်ပါတယ် paper account ကိုကျွန်တော်ဒီ video လေးထဲမှာမဲဖောက်ပြီးသွားမှာဖြစ်လို့တကယ်လို့မဲမပေါင်းတဲ့သူတွေဆိုရင်လည်းပဲနောက်ထပ် video မှာစောက်ကြည့်ပြီး ော့ပေါ့နော်မဲဖောက်နိုင်မှာဖြစ်ပါလိမ့်ဟုတ်ပြီကျွန်တော်ကတော့ဒီ DM မှာဒီအပတ်ဆက်ထုံးလေးကိုကျွန်တော်တစ်ချက်ပြောပြမှာပေါ့နော်ပတ်ဆက်ထုံးမယ်ဆိုရင်ကျွန်တော်တို့ကချဲအောက်ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအပတ်ဆက်ထုံးယူလို့ရမယ် wallet တခုသူကပေးခမှာဖြစ်ပါလိမ့်ကျွန်တော်တို့ကပေးပယ်နဲ့ပတ်ဆက်ထုံးမှာမလို့ပေးပယ်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ USD လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ ပေးပတ်အကောင့်နဲ့ထုတ်ယူမဲ့ Gmail လေးကိုဒီညလေးမှာထည့်ပေးရမှာဖြစ်ပါတယ်။မမှန်ကန်ကန်လေးသိချာထည့်ပေးမှဒါကျွန်တော်တို့ကပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီညလေးမှာကျွန်တော်တို့ပေးပတ်ဖိတ်ထားတဲ့ mail လေးကိုထည့်ပေးလိုက်ပြီးဆိုရင်မှန်ကန်ပြီးဆိုရင်ပေါ့နော်ဒီအောက်ကချက်အောက်ဆိုရင်နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့။ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ okay လေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့။ ျွန်တော်ကတော့ဒီမှာထုတ်ယူလေးစားဖြစ်တာအကြောင်းမလို့ပေါ့နော်တကယ်လို့ဒီနေရာလေးမှာပထမဆုံးကျွန်တော်တို့ပတ်စံထုတ်တဲ့သူတွေဆိုရင်ကုတ်တွေကျွန်တော်တို့ထည့်ပေးရတယ်ပေါ့နော်ဒီကုတ်တွေကကျွန်တော်တို့ဒီ Gmail အကောင့်လေးထဲမှာတွားယူပြီးတော့အလွယ်တကူထည့်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုမှတ်ကန်ပြီးဆိုရင်ကျွန်တော်တို့က OK လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါတယ် ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာခဏလေးစောက်ပေးလိုက်ပါခဏလေးစောက်ပေးလိုက်လို့ねကျွန်တော်တို့ရဲ့ဒီ Gmail account လေးထက်ကိုပေါ့เนาะဒီလိုကုတ်လေးပို့လာမှာဖြစ်ပါတယ် OK လေးကိုတစ်ချိန်နေပေါ့ကျွန်တော်တို့ရဲ့ Gmail account လေးထက်ကိုတစ်ချိန်ဝေပေါ့ Okay ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ အဲ့ကျွန်တော်တို့ရဲ့ဒီ Gmail account လေးထက်ကိုဒီသူကကုတ်ပို့လာတာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီစာလေးထက်ကိုတချို့ဝယ်ပြီးတော့ဒီ code လေးကိုကျွန်တော်တို့က copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီးဆိုကျွန်တော်တို့ကခုန app လေးထက်ကိုပြဝယ်လိုက်ပြီးတော့ဒီနေရာလေးမှာပေးချပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲတကယ်လို့ပေါ့နော်ဒီမှာပေးချလို့မရတဲ့ခါဆိုကျွန်တော်တို့ကဒီကနေ့လေးကိုတချာလေးမှာတောပေးလိုက်ပါ33 93 40ပေါ့နော် okay ဒီမှာ33 40 လေးစပေါ့နော်โอเคဒီလိုလေးကျွန်တော်တို့ unite ထပ်ပေးလိုက်ပြီဆိုရင်ဒီလိုအကျွန်တော်တို့ကနောက်တစ်ချိန်ပေါ့နော်ကျွန်တော်တို့ပြန်ထဲရမှာဖြစ်ပါလေဒီကောင်လေးကမမှန်ဘူးတော့တုတ်တုတ်ကုတုတ်လေးစโอเคဒီနေရာလေးမှာခဏလေးစောက်ပြီးလိုက်ပါကျွန်တော်တို့ဒီကုတ်လေးမှတ်ကန်သွားပြီဆိုရင်ကျွန်တော်တို့ဒီပတ်ဆက်ထုတ်ယူချေကအောင်မြင်သွားပါလိမ့်မယ်ပေါ့နော် โอเคဒီမှာဆွဲကျွန်တော်တို့ဒီပတ်ဆက်ထုတ်ယူခြေကပေါ့เนาะကျွန်တော်တို့ကုတ် ကျွန်တော်တို့ထဲပေးလက်ယူနေဒီမှာပတ်စပ်ထုတ်ယူချက်ကအောင်မြင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်မှဆွေးကွက်ဒီ2မီလီယံကျော်ကျွန်တော်ထုတ်တာပေါ့နော်ဒီမှာ2.22 USD ရရှိတာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီအကောင့်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့စစ်နှိပ်သွားလိုက်ပေါ့နော်ဒီလိုနှိပ်ပေးသွားလိုက်ပြီဆိုဒီအောက်ကဆဲဆိုနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့ Gmail account လေးတက်ကိုဒီမှာစာချလာပြီပဲဖြစ်ပါတယ်โอเคဒီစာလေးကိုကျွန်တော်တို့ကတစ်ချက်ဝေပေးလိုက်မှာဖြစ်ပါတယ်ပေါ့နော်ဝေပေးလိုက်ပြီဆိုဒီမှာကျွန်တော်တို့ ထုတ်ယူထားခြင်းကိုသူကအောင်မြင်သွားပြီလို့ပြောထားခြင်းပဲဖြစ်ပါတယ်ဒီလိုပတ်ဆက်ထုတ်ယူခြင်းအောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ကဒီလိုပေးပက်စာလေးပို့လာမှာဖြစ်ပါတယ်ဒီပေးပက်စာလေးပို့လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီကောင်လေးထဲကိုဝယ်ကြည့်ပြီးတော့ပေါ့နော်ဒီမှာကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်2522 USD ပဲဖြစ်ပါလေပေါ့နော်ဒီအောက်မှာဆိုရင်လည်းပဲကျွန်တော်တို့ထုတ်ယူထားတဲ့ဒီအချိန်နဲ့ကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးကိုဒီမှာတွားကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီလောကတရားရခိုင်တော့ပေးမှာဖြစ်ပါလေပေါ့နော်โอเคကျွန်တော်ဒီဗီဒီယို ထဲမှာဒီငွေထုံးကြီးအပိုင်နဲ့ဒီဂိတ်ကစားကြီးအပိုင်ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်ပေးပက်အကောင့်မဖောက်တဲ့ SJ လေးကိုတွားလိုက်ရအောင်ပေါ့နော်ဒီလို online ငွေစာဂိတ်တွေကနေပတ်စံထုတ်ဖို့ပေးပက်အကောင့်တခုတော့မဖြစ်မနေလို့မှာဖြစ်ပါတယ်ပေးပက်အကောင့်လေးတွေကိုကျွန်တော်တည်တဲ့ဗီဒီယိုတိုင်းမှာပေးပက်အကောင့်လေးတွေကိုမဖောက်ပြီးသွားမှာဖြစ်ပါတယ်ဒီလိုမဖောက်ရမှာပါဝင်ဖို့ဆိုရင်ကိုတို့တို့ကကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ yes ဆိုပြီးတော့တလုံးပဲမန်ပေးပါပေါ့နော်ဒီလိုမန်ပေးမယ်ဆိုရင်ကျွန်တော်ကဒီ အခုကျွန်တော်ညာစင်းတော့ရောက်တဲ့အခါမှာဆိုရကျွန်တော်ရဲ့ Telegram Channel လေးထဲမှာကျွန်တော်အသေးစိတ်ဒီပေါက်တဲ့သူကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်းစောက်ကြည့်ထားပေးပေါ့နော်ကိုကမဲပေါက်လားမပေါက်လားဆိုတာလေးကိုကျွန်တော်ရဲ့ဒီ Telegram Channel လေးကိုကြွေးထားပေးပါဒီ Channel လေးကိုကျွန်တော်ရဲ့ Video အောက်မှာရော Comment အောက်မှာရောကျွန်တော်လေ့ချပေးထားမှာဖြစ်ပါတယ်မဲဖောက်ဖို့ဆိုကျွန်တော်ကဒီ Telegram Channel လေးထဲမှာပဲကျွန်တော်ကကြီးညာပေးမှာမဟုတ်လို့ပေါ့နော် Telegram Channel လေးကို မပြင်းမနေ join ထားပြီးပေါ့ကျွန်တော်ရဲ့ comment အောက်မှာမဲပေါင်းရမှာပါဝင်ဖို့ဆိုရင် yes ဆိုပြီးတော့တလုံးပဲမန်ပေးပါပေါ့နော်ဒီလိုမန်ပေးမဲ့ဆွဲကျွန်တော်ကဒီလူတွေကိုစူပြီးတော့ separately လဲပေးမှာဖြစ်ပါတယ်ဒီလို separately လဲလို့ကျွန်တော်တို့မဲပေါက်သွားတဲ့အခါမှာဆွဲကျွန်တော်ရဲ့ Telegram channel လေးတဲခါနီးကျွန်တော်ကိုတိုင်းရဲ့ဆက်သွယ်ပြီးတော့လာထုတ်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ညာစင်းသားကြီးမှာပေးပတ်အောင်မဲပေါက်ချိန်နဲ့ကိုလူတို့ကျွန်တော်တို့ပြန်လဲဆုံသွေးကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်